်မင်္ဂလာပါကျမတော်ငုခတ်တာပါ DVO မြင်တဲ့ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ချမ်းမတ်54ကိုစရုပ်ဒအကျင်းလီလံပွဲလီလံဆွဲမဲ့သူမရှိတာကြောင့်ပွဲပြတ်ခဲ့ပြီးမေလ9ရက်နေ့မှာရုံးချင်းပြန်ခေါ်ထားပါတယ်။ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါရရှင်။ နိုင်ငံတော်ဥတမင်္ဂပုဂ္ဂိုလ်တော်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းချမှတ်54နေကိုငွေကျပ်သိမ်းပေါင်း2.8တန်းနဲ့ဧပြီ29ရက်နေ့မှာကမာရုတ်ခရံတရားရုံးကစတုဒ္ဒအချိန်လေးလံပစ်ခဲ့ပေမဲ့လေလံဆွဲမဲ့သူမရှိဘဲပွဲပြတ်ခဲ့တာပါတရားလူဦးအောင်ဆန်းဦးကလေလံသေးလျှော့ချဖို့တရားရုံးကိုအချိန်ချင်းအဆိုတင်ခဲ့ပြီးတရားရုံးကတော်ဆန်းစုကြည်ရဲ့သဘောထားတစုံတရာမပါဝင်ပဲ လေးချိန်တိုင်တိုင်လေးလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။လာမယ့်မေလ9ရက်နေ့မှာတရားရုံးကရုံးချင်းပြန်ခေါ်ထားပြီးတရားနိုင်ဦးအောင်ဆန်းဘက်ကဒီလံပွဲမအောင်မြင်တဲ့အကြောင်းကိုတင်ပြရမှာဖြစ်တယ်လို့တရားရုံးနဲ့နေဆက်သူတယောက်ကပြောပါတယ်။ဘာလို့ပါလဲဆိုတော့ဒီနိုင်ငံကကြာနေပါတော့ကျင်းပြဖို့လားအော်ဒီနိုင်ငံကကျင်းပြပါ ရောင်းကြောင်းရောင်းတော့လေလက်ရှိတော့ဘာမှသတိဥစ္စာထပ်သိရဖို့တော့တော့လေမတိုင်မရလေရှိနေပါဘူးကျားတော့ကောင်းတယ်မေးတော့တယ်ဆိုတော့ပြေတော့ပါမြင်တာလေသူတို့ပြောတဲ့ဟာသိတာ ဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းလင်းဖွယ်ဟာကာယကံရှင်ရဲ့သဘောထားကိုမသိရဘဲအမှုကိုဆက်ရင်ဆိုင်နေရတာဖြစ်ပြီးဥပဒေကြောင့်ရအမှုစတင်ကလေးကရှင်းလင်းကိုယ်စားလှည့်လွှဲစားလုပ်ပိုင်ခွင့်ရရဆက်ပြီးအမှုလိုက်ခွင့်ရှိနေတာဖြစ်ပါတယ်။အမှုနဲ့ပတ်သက်ပြီးကာယကံရှင်ဒေါအောင်ဆန်းစုကြည်ရဲ့သဘောထားကိုသိရဖို့လူချင်းတွေ့ဆုံဆွေးနွေးခွင့်ပေးဖို့တရားရုံးကိုအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့တရားရုံးကလိလိရှုထားခဲ့တာပါ။ 2029နှစ်ချမှတ်ခံထားရတဲ့ဒေါ်ဆန်းစုကြည်ဟာ2022ဒီဇင်ဘာလမှာရှင်းနေပွဲနဲ့နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး အချိန်နှစ်နှစ်နဲ့လေးလနီးပါပြင်ပနဲ့အဆက်အသွယ်ဖြတ်ခံထားရပါတယ်။ဒေါ်ဆန်းစုချုပ်မိသားစုနဲ့အမြန်ဆုံးတွေ့ဖို့ရှင်းနေပြီနဲ့အမြန်ဆုံးတွေ့ဖို့ဒေါ်ဆန်းစုရဲ့ချမ်းမာရေးအခြေအနေကိုအမြန်ဆုံးပေါ့ဗျာ။တရင်လေးထုတ်ပြန်တာကိုတော့ကျွန်တော်လက်မခံဒေါ်ဆန်းစုချီကိုလူမြင်ခွင့်ပေါ့ဗျာ။ public ရဲ့အရှိန်မှာဒေါ်ဆန်းစုချီကချမ်းမာရေးကောင်းနေပါတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်လက်တွေ့အဖြစ်တခုထုတ်ပေးဖို့တော့အချိန်တန်ပြီလို့တော့မှတ်ချက်ပြုချက်နေပါဗျာ။ ကမာယုခရင်တရားရုံက2024မတ်လ20ရက်နေ့မှာဂျာမန်54ကိုဂျန်ငင်းစီငွေကျပ်သိမ်းပေါင်း3သန်း3သိန်း5000နဲ့ပထမအကြိမ်နေလန်တင်ခဲ့ပြီး2024ဩဂတ်စ်လ15ရက်နေ့မှာဂျန်ငင်းစီငွေကျပ်သိမ်းပေါင်း3သန်းအထိနဲ့ဒုတိယအကြိမ်နေလန်တင်ခဲ့တာပါ2025 February 9ရက်နေ့ကချမ်းမတ်54ကိုငွေကျပ်သိန်းပေါင်း2.69တန်းနဲ့တတိယအကြိမ်လေလံတင်ခဲ့ပြီးအခု April 29ရက်နေ့မှာစတုတ္ထအကြိမ်လေလံထပ်တင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဒုတ္တချန်သာပါ။ ဟုတ်ကဲ့ပါမြောက်ရီမြို့မှာထိမ့်သိမ့်ထားတဲ့မလေးရှားနဲ့အယ်ဂျီးရီးယားနိုင်ငံသားကြားဖြတ်ဝန်ထမ်း16ဦးကိုမဲဆောက်ကိုအေဗီလာ29ရက်နေ့ကပြန်ပို့လိုက်ချိန်မှာပဲ BGF တပ်မှုကကြားဖြတ်ခိုင်းခေါင်းဆောင်တွေကိုလည်းမကြားခင်ပြန်ပို့တော့မယ်လို့ပြောလိုက်တာပါအကောင့်ကြီးကြီးမဖမ်းပေးတာမဟုတ်ကျွန်တော်တို့ကအကောင့်ကြီးကြီးကိုကျွန်တော်တို့အမှတ်ပါအမှတ်ပါဆိုတာကသူ့ရဲ့ တနိုင်ငံနဲ့တနိုင်ငံသူလောက်ရမဲ့လုံထုံးလုံနည်းတွေရှိတယ်ပေါ့နော်ကျွန်တော်ဒါကျွန်တော်ဒီနောက်ပိုင်းမှာကျွန်တော်ရင်တော့တရေထုတ်ပြန်ထားတာရှိပါတယ်ကျွန်တော်ပြန်အပ်မဲ့ရေးကြီးတဲ့လူတွေဘယ်နှယောက်လဲဆိုတာနော်အဲ့တော့ကျွန်တော်တို့စစ်ဆေးမှုပိုင်းကတော့ကျွန်တော်လုတ်ပြီးသွားပြီပေါ့တက်ရှိတက်ဆိုင်ရာနိုင်ငံတော်ဘက်ကတာဝန်ရှိသူဘက်ကနေအသေးစိတ်စစ်ဆေးရမယ့်အပိုင်းလေးတွေရှိလာတယ်အဲ့ဒီဟာစစ်ဆေးပြီးသွားရင်သူကဟိုဒီဥစ္စာကတော့ကျွန်တော်တို့ဟိုမကြခင်တော့ကျွန်တော်ထင်တယ်ဟိုကမကြခင်တော့ဒီကိစ္စတခုတော့ကျွန်တော်တို့ဟောင်းတယ်ပေါ်လာမှာပါ ကြားဖြန့်ဂိုင်းကောင်းဆောင်6ဦးဖမ်းဆီးထားကြောင်းမကြာခင်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ထိပ်ပိုင်းကောင်းဆောင်ကြီးတွေတော့မဟုတ်ဘူးလို့ဆိုပါတယ်။အဲ့တော့ကျွန်တော်တို့ကရထားတဲ့လူတွေကတော့အရေးပါတဲ့လူတော့မှန်တယ်။တို့တော့ခုနကဟိုဒိတ်ဒိတ်ကျဲဟိုတကယ်ဟဲပြီးတထေးကြီးတွေအဲအဲ့လိုမျိုးတွေတော့မဟုတ်ဘူးပေါ့မဟုတ်ဘူးဆိုပေမဲ့လည်းဒါမဲ့အာဒီလူတယောက်တယောက်မှာဆိုလဲဟိုအများကြီးအာရှိပါတယ် အများကြီးဟိုဘာဖြစ်လို့သူကဒီလုပ်ငန်းတွေကိုတတိကိုစားလာရောက်ဦးစီးနေတဲ့လူတွေဆိုတော့လေသူတို့လည်းတတိလို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ပါကစ္စတန်တရုတ်အဲဒါတိုင်းဆိုကြပါစို့ဗျာဒီအာဆီယံအာရှယူရိုပီယံအစရှိတဲ့နိုင်ငံပေါင်းမြောင်များစွာကအမျိုးသမီးအမျိုးသားတွေကကျွန်တော်တို့ဤအမျိုးမျိုးနဲ့လိမ့်လေခံခဲ့ရတယ် ကြားဖြန့်နေနေကာလအတွင်း8585ဦးဖမ်းထားပြီး9454ဦးကိုပို့ပြီးဖြစ်တာကြောင့်ကြားဖြန့်ဝန်ထမ်း1122ဦးပဲပြန်ပို့ဖို့ရှိတော့တဲ့အချိန်မှာပဲတည်ဆံဖမ်းထားတဲ့ကြားဖြန့်ခိုင်းခေါင်းဆောင်တွေကိုလည်းတရုတ်ဆိုးရစီမကြခင်လွှဲပြောင်းပေးတော့မယ်လို့ပြောဆိုလိုက်တာပါခင်ဗျာကျွန်တော်မောင်သူပါ မြင်းကလေးကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့တာဝတိမြို့နယ်အတွင်းကတာယာအေးကြီးရွာကိုစစ်ကောင်စီကထောက်ပံ့တာမရှိတာကြောင့်ကိုထူကိုထပြန်လည်တိဆောက်ရေးလှုပ်ဆောင်နေကြပါတယ်။အောင်ခံပေးဖို့ထားပါတယ်ရှင်။စကိုင်းနိုင်ကိုပိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင်တာဝတိမြင့်နယ်တွင်ကစစ်တောင်းမြကန်းတပေးကတာယာရေးကြီးွာမှာနေအဆောက်အဦ30လုံးထိခိုက်ပျက်စီးပြီးနေရှင်းလုံးပြိုကျပျက်စီးခဲ့ပါတယ်မြင်းငလင်းလှုပ်ခတ်မှုကြောင့ ဒဏ်ရာသူတယောက်ရှိခဲ့ပါတယ်လက်ရှိမှာလည်းစစ်တောင်းမြေကန်အနီးပြည်내ထူထောင်ရေးအတွက်ကိုဒီကိုဒ်ပြည်내တီဆောင်ရေးလှုပ်ဆောင်နေပါတယ်အော်ခုတော့ဂါကြီးပြည်လဲထူထောင်လုံနေကြတာပေါ့တကကြီးရဲ့တွားသည်သူစောင့်နေကြတာပေါ့အဲတချို့လဲစောင့်နိုင်ပြီတချို့လဲမစောင့်နိုင်သေးဘူးပေါ့တကကြီး နေအင်ဂူရောသူရင်ပြကြတော့မသိဘူးတခါကြီးဟွာတော့တော့ရှိတယ်30နဲ့နေ30နဲ့နေဂူလောတဲ့78အိမ်လောက်တော့စောင့်နေကြပြီအဲခက်ခဲရတော့တခါကြီးကိုကတော့ဟိုဘယ်လိုပြောမလို့ဆိုတော့ဖြစ်တဲ့အိမ်တွေကကိုကကိုကကိုနီးကိုဟာနဲ့ကိုပဲဖြည့်ရှင်းပေါ်တခါကြီးရဲ့အဲလိုတော့မရှိဘူးမရှိဘူးဆိုမဲ့မိုးကလေးတော့လာထောက်ပတ်နေနေတူတယ်အဲဒီဘာပေါ်နေပြီးတော့ကောင်းစီရပါ့ အဲအဲ့ဒါကတော့ရင်ကပထမက78ဦးရတယ်တကကြီးအခုတော့လည်းကတော့အဲ့အားတွေကတော့ရင်ဟိုမဖြစ်ပါဘူးတကကြီးရယ်အစာအုပ်လေးတစ်ခုပေါ့နော်တိတိမမလေးရယ်အဲ့လိုဖြစ်အောင်ပဲအကွာကိုကိုနေကိုဟာနဲ့ကိုပဲစူးစမ်းပြီးတော့ပေါ့တချို့လည်းဖြစ်တယ်ပေါ့တချို့လည်းမဖြစ်သေးမဖြစ်သေးဘူးပေါ့ငလီနံခံစားရတဲ့ပြည်သူတွေဟာတလပ်ပြမြောက်ခဲ့ပြီဖြစ်လို့အလူရှင်တွေနေလာတာကြောင့်ငွေကြေးတက်နိုင်တဲ့သူတွေအနေနဲ့အခုလိုချိန်လေးမှာသွားလူပေးတာကောင်းတယ်လို့ ိုယ်တိုင်သွားရောက်လှူဒန်းခဲ့သူတွေကပြောပါတယ်ကျိုးအိမ်ကြီးဖြက်ရင်ဖြက်ဖို့ပါစမရှိတာတို့ဖြက်ရင်တန်းလန်းလို့ဆိုအဓိကတော့ငွေသားတော့အကောင်းဆုံးပေါ့ကွယ်အဲ့တော့လူမဲ့အလူချင်းကတော့ဗမာတိုင်ပဲတော့ပေါ့နော်ခင်ဗျာငွေပေးလိုက်ရင်သူ့ဘာကိုကြိုက်တာဝယ်လို့ရသွားအငွေသားကကျွန်တော်တို့လူတဲ့အလူချင်းအတွက်လည်းအရန်ပေါ်ပါတယ်ကိုဟုတ်ပေါ်ပါတယ်ဟိုမှာကျွန်တော်တို့အက်စတီမိတ်ဟိုဟာနဲ့ကို့ပါတဲ့ငွေကို ိုကဥယျာဉ်နဲ့စားချလိုက်ရင်လည်းကွက်တီထွက်တယ်ပေါ့နော်ကွက်တီလည်းထွက်နိုင်တယ်အဓိကကျွန်တော်အလူချင်းတွက်ကတော့တော်တော်လေးပေါ့ပေါ့ပါနိုင်သွားပေါ့စားရေးတော်ရေးပစ္စည်းကုန်မှာပေါ့နော်အဲ့လို15ရက်လောက်ထားလို့ဆံမဲ့ပစ္စည်းတွေဝယ်သွားရင်လည်းအဆင်ပြေပါတယ်ဟိုကလည်းတလလည်းပြည့်တီလည်းပြည့်ပြီဆိုတော့နည်းနည်းတော့အေးရောအေးသွားပေါ့အလူချင်းတွေတော့အေးသွားပေါ့သူကတော့ရင်ဆိုင်အောင်မှာပေါ့အခက်ခဲရတော့တကယ်လို့ဟိုကငွေကြီးတတ်နိုင်တယ်ဆိုရင်တော့အဲ့လိုလေးအခုလိုချင်းလေးသွားလူတွေရလဲကောင်းပါတယ်သူတို့တွေ ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကဖြစ်ပေါ်ခဲ့တဲ့ရေကြီးရေလျှံပြီးနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရမှာတာယာရေကြီးရလည်းပေါင်ဝင်ခဲ့ပါတယ်။ရေကြီးရေလျှံမှုတွေကြောင့်ဒေသခံတွေရဲ့စပါးနှံပြောင်းပဲတွေပျက်စီးဆုံးရှုံးတာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းထန်လှုပ်ခတ်မှုကြောင့်စုစုပေါင်းသေဆုံးသူအရေအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာရှိသူ10000ကျော်ငလင်ဘေးသင့်သူ3900ကျော်ရှိခဲ့ပြီးနေအဆောက်အအုံ9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBV က ဧပြီလ16ရက်နေ့ထိစူးစီးရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါဒီဗီဒီယိုမြင်တဲ့ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ကိုခတ်တာပါ